တနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နေ့ခொနည်းနေ့တော်တွေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်စမ်းဖွဲ့မယ်အမျိုးသမီးကြီးကဲတူးထံကကောင်းသောကောင်းထောက်ကူကူညီကောင်းကိုရရှိမယ်အမေဖွားတော်တို့ထံမှလည်းကောင်းသောတည်စကားကိုရရှိမယ် အရဝေးရအဆက်သွယ်တွေပြန်ပွင့်မယ်ပြိုရသူတွေစားပွင့်မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်မိသားစုလုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်မှုတွေမှာအောင်မြင်ခြင်းကိုကြောင်းမယ်တရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့ရက်ဖြစ်တယ်အရာရာစင်ပြေသောကံပေါ်မယ်နှစ်ရက်နေ့မှာအပြောင်းလဲသစ်တွေနဲ့ပတ်သက်တာကြောင်းမယ်ငွေကြေးကိစ္စသတိထားဆောင်ရွက်ရမယ်၃ရက်နေ့မှာတော့လက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းရှိ၄ရက်နေ့မှာ အသေးစားထိခိုက်မှုကူးဆက်ရမယ်ရန်တိုက်ခံကူးဆက်ရမယ်9ရက်နေ့မှာလူယုံဒုက္ခပေးတတ်တယ်နောက်အရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမှာ ဖြစ်ပါတယ်6ရက်နေ့မှာအမြင့်မှလဲတတ်တယ်ကြတတ်တယ်လှေကားတက်စင်နေသတိထားလဲပြိုခြင်းနဲ့ကူးဆက်မတော်တဆနေကိုထူးပြုတ်ပြီးကူးဆက်ရမယ်အထူးဖြင့်နောက်ရက်ကုန်ဒီသွားစရာရှိတတ်တယ်နေခင်တနိုင်ခွဲနဲ့သုံးနိုင်ကြအရာရာသတိရှိရမယ်ခုနှစ်ရက်နေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ပြောဆိုဆောင်ရွက်မှုအောင်မြင်နိုင်လင့်ကစားအဲ့ဒီမှာရေရနေရေရနေသတိထားမယ်အသွာလာကူးဆမ်းမယ်မြောက်ရက်ကုတ်တီသွားစရာနေရှိတဲ့တယ်မနဲ့စနေခွင်းနဲ့စရနိုင်ကြအနေထိုင်သွားလာထူးပြူပြီးကူးဆမ်းမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့တောက်ချာနေ့အင်္ဂါနေ့ဝေးသူတွေကောက်ကျိုးပေးပြီးတော့စနေနေ့ဇာတာပတိနေ့ဝေးသူတွေဒုက္ခပေးတတ်တယ် 369ခုနိုင်နေကြိုးပြီးတယ်အပြာရောင်ပန်းရောင်ဒီရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများစောင့်ရနေပါလေဒီလပြည့်နေ့နတော်လပြည့်နေ့ဒီဇင်ဘာ၄ရက်နေ့ကြာသပတင်းနေ့နဲ့တိုက်ဆိုင်နေအဲ့ဒီမှာလင်မန်းတစ်ချက်တည်းမှာလက်ဖက်အသားကြီးပဲလက်ဖက်ကို၄ပုံ ပုံပြီးတော့ဘုရားကလှပွင့်မယ်လမ်းပိတ်နေတာကိုပြန်ပွင့်ပြီးတော့ လိုရာပြည့်စုံခြင်းကကျွန်မကိုရရှိပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ9ရက်နေ့ကာလတော်တွင်မှာအထုတလည်းကောင်းသောကံချိုးပေးမှုနဲ့ဘဝအောင်မြင်တိုးတက်မှုတွေကိုရနိုင်တယ်။ကိုယ်ပိုင်စွန့်စမြင်မှပြီးတော့ဘဝရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်နိုင်တယ်။ကိုယ်လုံးသမျှထေရှားသောတိုးတက်မှုရှိမယ်။ငွေဝယ်မယ်၊ငွေစုစောင့်ခဲ့မယ်။ ကိုလုတ်တဲ့ကိစ္စတွေကလည်းဝေကုံချေကြများတတ်တဲ့ပြင်ရှင်မန်းချက်တွေနဲ့လုပ်ငန်းစစ်တွေကိုရှေ့တိုးလို့ရလို့တော့အထူးတလည်းကြိုးပြခြင်းနဲ့ကောင်းကျင့်ကံတွေတွေစက်တိုက်ပေါ်ပေါက်လာပါလိမ့်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကံခြင်းတွေဟာအထူးကြိုးပြတာဟုတ်ဒီဇင်ဘာတရနေ့မှာကျုံအဲ့ဒီအခုအတွက်ကောင်းသောနေ့နှစ်ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းမယ်တော့ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်း မြတ်တရားကံကောင်းခြင်းလိုရာပြည့်စုံခြင်းကြောင့်၄ရက်နေ့မှာဥတီကျပြောင်းပြီးလောက်တာကျိုးပြီးတဲ့ခီးကံကောင်း၅ရက်နေ့မှာမထင်မှတ်ဖဲငွေဝင်မယ်လက်ဖွင့်မယ်လိုရာပြည့်စုံ၆ရက်နေ့မှာ မတော်တဆထိခိုက်မှန်ရဲ့ကျူဆဲအဲ့နေ့မှာလည်းငကပုံရက်နဲ့တိုက်နေတော့အသွာလာသိကျူဆဲလာပေါ့အတူတူအနောက်ရက်ကုန်တီသွားစရာအရင်ရှိတတ်တယ်နေကင်းတနိုင်ခွဲနဲ့သုံးနိုင်တွင်သွာလာကျူဆဲ၇ရက်နေ့မှာတော့ ပေါ်ပေါက်လာတဲ့ကြံဉဏ်တွေကိုလက်တွေ့သုံးချကိုတွေ့ချိုးပေးတယ်။စေကုသတေလက်တွေ့အကောင့်ထဲပေါ်ရရက်ကောင်းဖြစ်တယ်။အဲ့ဒီကမဟာယချမ်းနဲ့တိုက်တော့ရေရည်ရည်ရင်ရည်ရည်အထုပြုကြီးဆက်ရမယ်။အဓိကမြောက်ရက်ကိုတည်သွားစဉ်နေဖြစ်တတ်တယ်။မနေ့ဆယ်နိုင်ခွဲနဲ့စရနိုင်ကြမှာ အသွားလာနေတိုင်းအထုပြုပြီးကြီးဆက်ရမှာဖြစ်တယ်။ဒီကလအတော်တွင်မှာ တနင်္လာနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေဗုဒ္ဓမွေးသူတွေဒုက္ခပေးတယ်။နှစ်လေးကိုကနန်နေ့ချိုးပေးတယ်။အဖြူရောင်အပြာရောင်မိခိုးရောင်တို့ကို အချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်။လေးရက်နေ့ဒီဇင်ဘာအဲ့ဒီကလပြည့်နေ့နဲ့ဇာသပတိနေ့နဲ့တိုက်ဆိုင်တယ်။လပြည့်နေ့နဲ့ဇာသပတိနေ့တိုက်ဆိုင်တဲ့နေ့မှာ လင်ပန်းထဲမှာလက်ဖက်၄ပုံပုံပြီးတော့မိမိယုံကြည်ရဲ့ကိုယ်ပေါ်ရဘုရားမှာကတ်လူပုဇော်ပါလက်ပွင့်ခြင်းလိုဘပြည့်ခြင်းကောင်းသောကံပွင့်ခြင်းများကြုံတွေ့မယ်လက်တွေ့ဆန့်သက်နိုင်ပါလေကျေးဇူးတင်ပါတယ်ပုထုနဲ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာ မူလအစီအစဉ်တွေကိုရပ်တန့်ပြီးတော့ကိုလမ်းကြောင်းတဲ့အစီအစဉ်တွေနဲ့ရှေ့တိုးရင်ရရဆင်ပြေသွားမယ်လုံးလက်ဆောက်ကောင်းမှပြီးလုံးနေဘာမှပြီးမြောက်မှာမဟုတ်ပေါ်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချရမယ်ဆန္ဒရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလုံးတဲ့လောတဲ့အရာကို ကောင်းတဲ့စနစ်တကျဆင်ခြင်ပြီးလောရမယ်ဒီကလဟာလေမာပန်းတဲ့ချင်းအရာရာအစီအပြောင်းဆောင်ရွက်နိုင်ခြင်းတွေရဲ့ အနှစ်သာရပေါ်လျောင်သုံးချနိုင်မှအတော်တန်ဆင်ပြေမဲ့ကာလဖြစ်တဲ့ရောင်းမဝင်မှဖြစ်တတ်တဲ့အလောကြီးမလို့ရအောင်ရင်ကမ်းမောင်းနေမှုကယူဆရမယ်။နှစ်ရက်နေမှာရံများမယ်တိုက်ခတ်များမယ်။နှစ်ရက်နေမှာပေါ်လာတဲ့ခွေရည်တွေကိုတည့်တွေ့သုံးချပြီးတုတ်တယ်။သုံးရက်နေမှာရပိုင်ခွေတွေပြန်လဲတောင်းဆိုနိုင်တယ်။လေးရက်နေကအလုံးစုံဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်။ငါးရက်နေကတော့ရံပြဿနာတွေဖြေရှင်းရမယ်။ရှင်ပြန်မှုတွေများမယ်။၆ရက်နေငကဘောရည်လေးဖြစ်တယ်။ ရန်လည်းများမယ်အတိုက်ခံလည်းများမယ်အနောက်ရက်ကအနေတွေရှိတတ်တယ်ပြဿနာတွေနောက်ရက်ကိုသွားစဉ်ဖြစ်တတ်တယ်မဒရဆဖြစ်တတ်တယ်နေကတနိုင်ခွဲနဲ့သုံးနိုင်အတော်တွင်သွားလာကြည့်ဆက်ရမယ်ခေါင်းထဲနေမှာတော့စိတ်ချမ်းသာမယ်ပျော်ရွှင်မယ်ဒါပေမဲ့မတော်စညင်ရှိတယ်မင်းညမဟာယကျန်းနဲ့တိုင်တယ်မြောက်ရက်ကိုဒီသွားစရာနေရှိတယ်အပျော်လွန်ပြီးအနေရှိတတ်တယ်နေမျိုးစားအဲ့ဒီမှာမနဲ့ စနေခွဲနဲ့စနေနိုင်တွေအသွာလာနေထိုင်ထုပြုတ်ကျူးဆက်ရမှာပေါ့ဒီကလာတော်တွင်မှာဇာသပတိနေတောဇာနေစနေမွေးသူတွေကိုကိုကောင်းကျိုးပေးပြီးတော့ရင်ကနေဗုဒ္ဓနေမွေးသူတွေဒုက္ခပေးလိမ့်မယ်အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးမှ369ခန်းတွေကိုသုံးဆွဲပေးပါလာပြင်းနေနတော်လာပြင်းနေဇာသပတိနေနဲ့တိုက်ဆိုင်တယ် ဲ့ဒီမှာလင်မန်းတစ်ချက်တည်းမှာလက်ဘက်၄ဘုံပုံပြီးတော့ဖျားကက်လူရင်လာပြင်းနဲ့ဂျာသာပတိမှာလက်ပွင့်ခြင်းနဲ့ပတ်သက်တဲ့အစီရင်ဖြစ်တယ်လက်တွေ့ဆောင်ရွက်ပြီးကောင်းကျိုးကိုရနိုင်မှာကျေးဇူးတင်ပါတယ်ဂျာသာပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာ ဥတီကျပြောင်းပြီးလုပ်တာကြိုးပေးမယ်လူမျိုးခွဲကြိုးပေးမယ်ငွေကြေးကတ်ကောင်းမယ်ခီးသွားခြင်းကိစ္စအစဉ်ပြေမယ်ရပိုင်ခွင့်တွေလဲဝယ်ပြန်ရမယ်ခြံကားခန်းကိစ္စတွေနဲ့ပတ်သက်တာ ပြောဆိုအစဉ်ပြေမယ်ငွေကြေးလက်တော်ဆုံးရှုံးမှုမဖြစ်အောင်ထိန်းပေးရမယ်ဒီနေ့မှာအပြောင်းလဲတွေရှိတယ်အတိုက်ခံတဲ့ရှင်းပြီးမှအောင်ပြင်မယ်နှစ်ရက်နေ့ငွေကြေးကန်ကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိတယ်သုံးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်းပြီးတော့ရမယ်လေးရက်နေ့ကတော့ အလုံးစုံကောင်းခြင်းကံနဲ့လူရပြည့်စုံခြင်းကိုကြုံမယ်။၅ရက်နေ့မှာဥတီကျပြောင်းပြီးလှုပ်တာဆင်ပြေမယ်မတော်ဆနဲ့ကျူဆက်ရမယ်။ရှံတိုက်ခဏနေနဲ့လည်းရှင်ပြီးလုပ်ရမယ်။၆ရက်နေ့ကအထူးပြုပြီးသတိထားမယ်နေ့ဖြစ်တဲ့အဲ့ဒီနေ့ကငကဘောရက်ဖြစ်တဲ့အတွက်အမြင့်မှကြခြင်းလဲတတ်ခြင်းနောက်ထိခိုက်မှန်နေကြီးမားစွာဖြစ်တတ်ခြင်းရှိတတ်တယ်။အကြီးကအနောက်ရက်ကုန်တီသွားစရာနေရှိတတ်တယ်နေခင်တဏ္ဍာန်ခွဲနဲ့ ညနေ3နိုင်တွင်သတိထားမယ်ခொနည်းနည်းမဟာယကျန်းရေရနည်းရေရနည်းကင်းဆိုင်ရမယ်ခန့်ရံပฏิဘက်ကမဖြစ်အောင်နေရမယ်မြောက်ရက်ကိုသွားစေခြင်းရှိတတ်တယ်မနေ့စံနိုင်ခွဲနဲ့စံနိုင်တွင်အသွာလန်နေထိုင်ထူးပြပြီးကျူးဆန်ကြာသာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတနင်္လာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံကျိုးပေးတယ်အစင်းရောင်ဖြူရောင်မိခုံရောင်တို့ကိုဝိစဉ်သုံးဆွဲပြီးလိုရာပြည့်စုံနိုင်တယ် လာပြင်းနေ့ဗုဒ္ဓလာပြင်းနေ့ပြန်ပြမယ်လာပြင်းနေ့ဇာသာပတိနေ့နဲ့လာပြင်းနေ့နဲ့တိုက်ဆိုင်တယ်၄ရက်နေ့ဒီဇင်ဘာဇာသာပတိနေ့မှာလင်မန်းထဲမှာလက်ဖက်၄ပုံပုံထည့်ပြီးတော့ဖျားကတ်လူပြီးအလို့ရှိရဆူတောင်းပေးပါဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါတယ်